ရလဲအချင်းကြီးပြီးတော့လေကိုရီးယားလည်းဖြစ်စေချင်တာပေါ့ဟောနေ့ရက်ဆိုရမ်းလိုက်မှာပဲဆိုအဲ့လိုမျိုးပေါ့ကိုရီးဖြစ်စေချင်တဲ့အရန်ညာစေချင်တဲ့ပေါ့နော် ပြောရမှာဆိုရင်အဲ့လိုမျိုးလေးအတိုင်းဖြစ်သွားတော့လေဟိုအရန်ပြောတယ်ကိုရီးလည်းပြိသက်တည်းကပြိသက်ပဲဆိုတော့လေအဲ့လိုမျိုးပြောတယ်အဲ့ဒါမမဆိုပြကချဲတယ်မမပါတဲ့တချင်းလေးဆိုပေးပါအောင်ဆိုအာမမအရန်ဆိုပေးမယ်လို့ပြောလိုက်တယ်အဲ့လိုမျိုးတမိုးထားခံရတဲ့အမျိုးသမီးတိုင်းကတော့ပေါ့နော်ပို့ပြီးတော့လဲလှပရတယ်ပို့ပြီးတော့လဲပျော်ရွှင်ရတယ်အဲ့လိုမျိုးသမီးအားလုံးအဲ့လိုမျိုးအဲပေါ့တကယ်ကိုမှကိုချစ်တဲ့ယောက်ျားရယ်နဲ့ပဲရစေချင်ပါတယ်လို့ဟုတ် ကျေးဘယ်လိုပြောမလဲအားကြလဲအဲ့လိုမျိုးကိုကြတော့လဲနည်းနည်းစောပါသေးရယ်နော်ငယ်သေးရယ်နေပါအောင်ဟဲ့ဒီမှာပျော်ရွှင်နေရကြည့်ရကြိုက်တယ်ကိုကိုတိုင်းဆောင်းဆောင်းကြတော့အိမ်တော့မပြူးကျင်ဘောနော်ပရီဝယ်တွေမဲ့ရိုက်မယ်ဆိုတဲ့အဖွဲတွေရပါလားဟုတ်ကဲ့ အဲအိမ်အောင်ပြုတ်ရတာအဲ့လောက်မလွယ်ဘူးလို့ထင်တယ်လူသားနှစ်ဦးပေါင်းဆက်တာပြောချင်တာချစ်သူကြီးစားပွားမဟုတ်ကွာလင်မယားဆိုတော့လေတယောက်တယောက်နားလည်မှုတွေထားရမယ်အဲမျိုးသမီးတယောက်နေနေဆိုလဲငါမိန်းမပဲဆိုရဲမမနာဆိုတာထက်ချစ်သူကြီးစားနှစ်ဦးနှစ်ဖက်ပေါ့နော်အဲကိုလင်လင်ယောက်ျားပေါ်မှာလဲကို respect ထားပြီးတော့တယောက်တယောက်အဲ့လိုညှိနှိုင်းရမယ်အပိုင်းတွေပါခါကြတော့အိမ်အောင်ပြုတ်ဖို့ဆိုတော့တော်တော်စဉ်းစားရမှာပေါ့ဟုတ်